YouTube မှာကိုနဲ့နေဖန်တီးဖို့အတွက်ကင်မရာ lighting mic အကောင်းစားရည်လိုတာ YouTube ဗီဒီယိုတွေစလုပ်ချင်တယ်ဒါပေမဲ့ equipment တွေမစုံလို့မစားရသေးဘူးကိုယ့်ရဲ့လက်ထဲမှာဖုန်းပဲရှိတယ်အဲ့ဒါဆိုရင်တော့စလုပ်ရတာအဲ့ဒီမေးခွန်းတွေကကျွန်တော် YouTube ဗီဒီယိုရဲ့ comment တွေမှာအမေးအများဆုံးနဲ့ကျွန်တော်အတွေ့အကြုံမေးခွန်းတွေပေါ့နော်လိုအပ်ပြီလားမလိုအပ်သေးဘူးလားဆိုတာကိုဖန်တီးတဲ့ဗီဒီယိုကိုနဲ့ပေါ်မှာအများကြီးရောမူတည်တယ်ခင်ဗျားကထော်ပဲဘလို့လုပ်ချင်တယ်ဆိုရင်တော့ဖုန်းတစ်လုံးတည်းနဲ့ဘလို့မှအဆင်ပြေမှာမဟုတ်ဘူး GoPro လို့မယ် Action Camera လို့မယ်ကျွန်တော်ဖုန်းနဲ့ပဲရိုက်မယ်ဆိုရင်တော့မှ Game Bay လို့မယ်နောက်ပြီး360 Camera လို့မယ်ပေါ့နော်အဲ့ဒါအပြင်ကိုကခီးသွားဖို့အတွက်လမ်းစရိတ်စားဖို့သွားဖို့စရိတ်တွေနေဖို့ထိုင်ဖို့အတွက်တဲခုံကကစရိတ်တွေဒါတွေလည်းကုန်မယ်ပေါ့နော်ဆိုတော့ထားပြ Blog တစ်ခုလုပ်ဖို့ဆိုရင်တော့ကုညာစီကတော်တော်လေးကိုများတယ်ကိုကဒါရိုက်တက်နိုင်တယ်ဆိုရင်တော့ equipment တွေအစုံဝယ်ပြီးအစုံနာချကိစ္စမရှိဘူး။ဒါကိုတက်နိုင်တယ်လေ။ကိုမှာပတ်စံရှိတယ်၊ကိုဝယ်နိုင်တယ်၊ကိုသုံးနိုင်တယ်ဆိုတော့လောက်ဒါကိစ္စမရှိဘူး။တကယ်လို့ကိုမှာကဖုန်းတစ်လုံးပဲရှိတယ်။ကိုရဲ့ဝင်ငွေကလည်းလစာတစ်ခုပဲရှိတယ်ဆိုရင်တော့ ကိုကထွားပဲဘလော့လိုမျိုးစပြီးတော့ဖန်တီးဖို့ကအဆင်ပြေမှာမဟုတ်ဘူးလုံးဝမရဘူးတော့မဟုတ်ဘူးဖြစ်အောင်လုပ်လို့ရတယ်ဒါပေမဲ့တခြားစိတ်တွေရှိတယ်ခုနကပြောလို့ပဲခီးစိတ်ခီးစိတ်ဆိုလဲလမ်းကြုံကားကြီးတားပြီးတော့သွားပါတော့ကျွန်တော်ခုနလိုက်ချင်လို့ဆိုပြီးအဲ့လိုသွားပါဒီစားတဲ့စားတဲ့တောက်တဲ့ဈေးတွေဆိုတော့ဆိုင်တွေမှာကျွန်တော်ကြော်ညာပေးမယ်ဆိုတော့ free jake ပေါ့နော် ပြီးတဲခုတ်ခန်းတွေပိုင်းမတဲနိုင်ဘူးလက်မခံဘူးဆိုရင်လည်းကျွန်တော်တို့ဖုန်းကြောင်းတွေမှာသွားအေးအဲ့လိုမျိုးနီးနေတော့ကျွန်တော်တို့မဖြစ်ဖြစ်အောင်လုပ်ရင်တော့ကတ်တက်ပြီးပြောမယ်ဆိုတော့ရသေးတယ်ဗောနော်ဒါပေမဲ့အခုမှဆက်လုပ်မဲ့လူပါကြတော့ဒီကိုယ်ကလည်းဖုန်းတလုံးပဲရှိတယ်ဝင်ဝင်ကလည်းတလားတလားအောင်မနေ့လောင်းကအောင်တုံးနေရတဲ့လူဆိုရင်တော့အထော်ပဲဘလော့နဲ့စပြီးခြေလှမ်းဖို့ဆိုတာမဖြစ်နိုင်ဘူးလေလွန်ခဲ့တဲ့ဆယ်နှစ်လောက်ကိုတော့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းတွေကအခုလောက်ထိမကောင်းသေးဘူးဖုန်းပေါ်မှာဗီဒီယို editing ကိုတေချာကောင်းကောင်းမလုပ်လို့မရသေးဘူးကင်မရာတွေကလည်းမကောင်းသေးဘူးဗောနော် background မှာပဲကောင်းရင်ကောင်းမယ်ရှေ့ selfie camera တွေကအစင်သိမ့်မပြည့်သေးဘူးပေါ့နော်အဲ့လိုမျိုးအနေထားရရှိတယ်ဒါပေမဲ့အဲ့ဒီအချိန်တွေကနေပဲဖုန်းတွေပဲရအောင်လုပ်ခဲ့တဲ့ပိုင်ဟိုးနီးရတွေအများကြီးအများကြီးရှိတယ်အခုဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းတွေကတော်တော်လေးကိုကောင်းလာပြီဒီအတမန်အလယ်လက် mix rate ဖုန်းတွေတော့မှ video editing ကိုကောင်းကောင်းမွန်မွန်လုပ်လို့ရနေပြီနောက်ပြီးတော့ application တွေကလည်းတော်တော်ကြီး powerful ဖြစ်လာပြီအရင်တော့ကကျွန်တော်တို့ဒီဖုန်းပေါ်မှာဆိုရင် Kinemaster လို့ဟိုတခြား Viva Video လို့ပုံမှန်အပျော်တမ်း video editing လုပ်လို့ရတဲ့ application တွေတော့ပဲရှိကြအခုဆိုရင်အဲ့ဒီ application တွေကလည်း update ပို့ပြီးတော့ကောင်းလာပြီတခြားအစ်စ်ထက်ပေါ်လာတဲ့ cap cut တို့ဘာတို့ light motion တို့အဲ့လိုမျိုးတကယ် powerful ဖြစ်တဲ့ application တွေကလည်းအများကြီးပေါ်လာပြီဆိုတော့ကျွန်တော်တို့ဖုံးပေါ်ရတဲ့ဒီ video editing ကိုတော်တော်လေးကောင်းကောင်းမလုပ်လို့ရပြီပေါ့နော်ဆိုတော့ဒီဘက်ခင်မှာဆိုရင်ကျွန်တော်တို့ဖုံးနဲ့ပို့ပြီးလောက်ရတာပို့ပြီးတော့လွယ်ကူသွားပြီပေါ့နော် ဲ့ဒါကြောင့်မလို့ကိုကအခုမှစလုပ်မယ် equipment တွေမစုံသေးလို့ဆိုပြီးထိုင်ဆောင်မနေဘဲနဲ့ကျွန်တော်တို့လက်ထဲမှာရှိတဲ့ဖုန်းတွေနဲ့ပဲစလုပ်လို့ရတယ်ပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်တို့လက်ထဲမှာတော့ဖုန်းကတော့လူတိုင်းရှိနေပြီအဲ့တော့တစ်ဆင့်ကိုကထပ်ပြီးတော့ဝယ်ရမယ်ဆိုဘာအရင်ဆုံးဝယ်တင်တယ်ဆိုရင်တော့ကျွန်တော်တို့ထိုင်ပေါ့အရင်ဆုံးဝယ်တင်တယ်အကိုကအခုလိုမျိုးကျွန်တော်လိုမျိုးပေါ့နော်ဒီလိုမျိုးအဲ talking head video တွေကင်မရာရှေ့မှာဒီစကားပြောတဲ့ block တွေပေါ့နော်အဲ့အမျိုးကြီးလုံမယ်ပြီးတော့ကိုကဟင်းချက်တဲ့ဗီဒီယိုကြီးဆိုရင်ကျွန်တော်ဟင်းချက်နေတဲ့ဟာကိုကျွန်တော်ရိုက်ပြမယ်ပေါ့နော်အဲ့ကြိုင်ကိုကလက်နှစ်ဖက်ကဟင်းချက်နေမှာလေ ဒီဖုံးကင်ထားဖို့ကအဆင်ပြေဘူးအတချို့ဆိုရင်လေဘေးမှာဘာလဲလို့ဒီဖုံးတက်တဲ့ဟိုတာလေးရှိတယ်ပေါ့အဲ့အားလေးတွေကျွန်တော်ဝယ်ပြီးတော့ကျွန်တော်ဖုံးကတ်ပြီးတော့ရိုက်ကြရမယ်နော်အဲ့ကြရင်ကိုကဒီမှာဟင်းချက်နေတာကိုကျွန်တော်ရိုက်ပြလို့ရရမယ်နော်ဒါမှမဟုတ်ကိုကထိုင်ပေါ်ဝယ်ထားမယ်ဆိုရင်လည်းထိုင်ပေါ်မှာကင်မရာတက်ထားပြီးဖုံးတက်ထားပြီးတော့ကျွန်တော်ရှင်းချက်တာရိုက်ပြပါနော်အဲ့လိုမျိုးကိုက block တွေစပြီးဖန်တီးမယ်ဆိုရင်တော့ကျွန်တော်ထိုင်ပေါ်တော့လိုတယ်အဲ့ထိုင်ပေါ်ကလည်းကျွန်တော်ဖုံးတိုင်ပေါ်ဆိုရင်အခုဈေးတော့အများကြီးမကြီးပါဘူးပေါ့နော်အဲ့လိုတခုကတော့စပြီးရင်းနှီးတင်းတယ်ပေါ့နော် မို့ပဲနဲ့ကိုကဒီရုံမပြဘူးပေါ့နော်အဲ့လိုဟင်းချက်တာလည်းမဟုတ်ဘူးဒီတိုင်းပဲ knowledge sharing တွေပြောမယ်음ဒါမှမဟုတ်တင်ကြားရေး channel တွေပေါ့နော်အဲ့လိုမျိုးပြောမယ်ကိုကရုံမပြပဲနဲ့အတန်နဲ့ပဲသွားမယ်ဒီ video editing ကြားမှာပုံလေးပိုင်းထည့်မဲ့လူတွေအတွက်ကြတော့ကျွန်တော်ထိုင်ပေါ်ကလည်းလောလောဆယ်မလိုဘူးဝယ်စရာလည်းမလိုပေါ့နော်နောက်လည်းလိုလာမှာမဟုတ်ဘူးအဲ့လိုမျိုး channel တွေအတွက်ကကြတော့ဒါတော့ကျွန်တော်အရင်ဆုံးလိုရတဲ့ဟာလေးပြောတာပေါ့နော်ထိုင်ပေါ်လိုမယ် ရုံးမပြပဲအတန်နဲ့ပဲဗီဒီယိုဖန်တီးမဲ့လူကကြတော့ကျွန်တော်ဖုံးပါပဲအတန်တွန်းလို့ရတယ်ဗောနော်ဒါပေမဲ့ကိုကမိုက်မရှိသေးဘူးဆိုရင်ကိုကနီးပညာကိုအားကိုးပြီးတော့ကိုယ့်ရဲ့အတန်ကိုကောင်းအောင်လုပ်လို့ရတယ်ဗောနော်အရင်တုန်းကဆိုရင်တော့မှအဲကျွန်တော်တို့ဒီ AI တွေဘာကြီးမထွန်းကားသေးတဲ့အချိန်တုန်းကဆိုရင်တော့ညဘက်ဒီလူခြေတိတ်တဲ့အချိန်ကမှစောင့်ပြီးတော့အတန်တွန်းရတဲ့ပြီးတော့လုတ်ခဲရတဲ့လူတွေလည်းရှိတယ်ဗောနော်အခုဆိုရင်ကျွန်တော်တို့ကအဲ့လောက်ထိလူခြေတိတ်အောင်စောင့်နေစရာမလိုဘူးဗောနော်ပုံမှန်အတန်လောက်ကိုကျွန်တော် AI နဲ့ကျွန်တော်ဖြောက်လို့ရပြီအလကား free ရတဲ့ website တွေ application တွေလည်းအများကြီးရှိတယ်ပေါ့နော်ဥပမာ Adobe Pocket တို့ Audio Less တို့အဲ့ဒီမှာဆိုသွားပြီးတော့ကျွန်တော်အတန်ကို quality ကောင်းအောင်ပို့ပြီးတော့လွတ်လွတ်ရရတယ်ပေါ့နော်ပုံမှန်ဒီ base က၄တန်တွေ noise တွေလောက်တော့ဒီကောင်လေးရဲ့အသားတိဖြောက်ပေးနိုင်တယ်အဲအကြောင်းမလို့ကျွန်တော်တို့ကနီးပညာအကူအညီနဲ့ကျွန်တော်လောက်ရတာပို့ပြီးတော့လွယ်ကူလာပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ကဖုန်းတစ်လုံးရှိရတယ်ကျွန်တော်တို့အဲ့လိုနီးပညာအကူအညီနဲ့ယူပြီးတော့ဟိုပို့ကောင်းအောင်ကိုယ့်ရဲ့ဗီဒီယိုလုတ်လို့ရတယ်ပေါ့နော်ဆိုလိုချင်တာကကြတော့ကျွန်တော်အခုကို့မှာရှိတဲ့ဟာလေးနဲ့အရင်ဆုံးစထားလို့ရရပေါ့နော် ကိုကအဲ့လိုနဲ့ဗီဒီယိုလေးစလုံရင်းလုံရင်းလုံရင်းနဲ့ကိုရဲ့ channel ကအမွေတိုက်အောင်ဝိုင်းဒါမှမဟုတ်တခြားအနေပြီးတော့ sponsor တခုရသွားပြီးအဲ့ဒီအခါကျရင်တော့ကိုလိုရဲ့ဟာလေးတဖြည်းဖြည်းဖြည့်ပါတော့အခုနကလို့ကိုကဆက်သလုပ်ချင်းတော့အထိုင်ပေါ်ကတော့ဒီရှိမရှိရှိရလေးနဲ့ဝယ်ထားလိုက်ပြီးတော့တိတ်မကောင်းဆိုတော့ကျွန်တော်ထိုင်ပေါ်ကိုကျွန်တော်တဆင့်ထက်မြင့်ပြီးတော့ကောင်းတိုင်းထပ်ဝယ်ပါတော့ဒါမှမဟုတ်ကျွန်တော် game ပဲထပ်ဝယ်အဲ့ဒီမျိုးလုပ်လို့ရတယ်အခုနကလို့ပဲအတန်အိုပဲအဓိကထားပြီးတော့အသုံးပြုရမယ့်လူတွေဆိုရင်တော့အခုနကကျွန်တော်လိုမျိုးဒီလိုရုပ်ပြပြီး တင်ဆက်တဲ့လူပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်မိုက်ကတော့ဟိုအမြဲတမ်းလူတိုင်းလူတွေပေါ့နော်အဲအဲကြောင့်မို့ကျွန်တော်တို့နောက်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်မိုက်ကိုကောင်းကောင်းလေးဝယ်တင်နေပါတော့အဲဒီနေရာမှာဘာလို့မိုက်ကိုကောင်းကောင်းလေးဝယ်တင်နေဆိုတာကြတော့ဒါကတော့ကျွန်တော်ရေရှည်သုံးမဲ့ပစ္စည်းဖြစ်တဲ့အတွက်အရင်အကောင်းစားကြီးမဟုတ်ဘူးဆိုရင်တော့မှအလယ်လက် quality ရှိတဲ့မိုက်ကိုကျွန်တော်ဝယ်တင်နေကျွန်တော်အမြဲတမ်းသုံးပါပါတော့ဟုတ်ဘယ်နဲ့ကိုကပေါ်ဆောင်ကောင်းမိုက်တလုံးသွားဝယ်ထားရဲဆိုရင်တောင်းကနေတော့ရှိတဲ့မိုက်ပဲဝယ်ထားရဲဆိုဘာမှမထူဘူးလေကျွန်တော်တို့ဒီဖုန်းနဲ့အတန်သွင်းတာလည်းဆိုင်အဲကြောင့်မလို့ ဝယ်မယ်ဆိုလဲအလယ်လက်အဲတစိမ့်ကောင်းကောင်းတစ်ခုကိုကျွန်တော်တို့ဝယ်ပြီးတော့ investment လုပ်တင်တယ်ပေါ့နော်ကျွန်တော် lighting နေပိုင်းမရှိသေးတာကိစ္စမရှိဘူးကျွန်တော်အပြင်နေပိုင်းမှာသွားပြီးတော့ outdoor မှာသွားရိုက်လို့ရတယ်ဗောနော်ဒါမှမဟုတ်ကျွန်တော်နေခင်းနေလယ်မှာဆိုရင်ကျွန်တော် lighting ရှိတယ်အဲ့လိုအခြေအနေမှာကျွန်တော်ရိုက်လို့ရတယ်ပြီးတော့ကျွန်တော်ရဲ့ဒီမျက်နှာအနေထားဒီ lighting color တွေလှအနေပနေပေါ်ရတော့ဘယ်သူမှစိတ်ဝင်စားဘူးကိုဘာအကြောင်းပြောမဲ့ဆိုတဲ့ topic ကိုပဲလူတွေကစိတ်ဝင်စားတာ အခုကျွန်တော်ပြောတဲ့ topic ကစိတ်ဝင်စားဖို့မကောင်းဆိုရင်ဘယ်သူမှလာမကြည့်ဘူး။ကျွန်တော်ကတော့ဒီမှာ quality ကောင်းတဲ့ camera ကြီးတွေမြနဲ့ရှိုက်ကြရကျွန်တော်ရဲ့မျက်နှာကဒီဒီ webcam တွေပဲမြင်နေရမြင်နေရဒီဒီတွေဘလောက်ကောင်းကောင်းအနောက်မှာလည်းဘလောက်ထိလမ်းပြန်ထွက်နေတဲ့ studio studio ကြီးတွေပါပဲရိုက်ကြရကိုပြောတဲ့ topic ကစိတ်ဝင်စားဖို့ကောင်းစိတ်ဝင်စားဖို့မကောင်းနေဘူးဆိုဘယ်သူမှလာကြည့်မှာမဟုတ်ဘူးလေဗောနော်။အားကြောင့်မလို့ကျွန်တော်တို့ကအဲမလိုအပ်သေးတဲ့ဟာဒီကိုကျွန်တော်ကမဝယ်နေဘူးဗောနော်လိုအပ်တဲ့ဟာအရင်ဝယ်အတန်းတော့လိုအပ်တယ်ဘာလို့လဲဆိုတော့ ဟင်းတဲမကောင်းဘူးစူညံနေဘူးဆိုဘယ်သူမှပိတ်လိုက်မော်ဘာကြီးပြောနေမှန်းမသိဘူးဆိုတော့အဓိကတော့အတန်ဖြစ်တဲ့အတွက်ကျွန်တော်ကဒီမိုက်ကိုတော့ရေးပေးပြီးတော့ဟိုဝယ်စေချင်တယ်ပေါ့နော်โอเคကျွန်တော်ကမိုက်ရောက်သွားပြီဆိုတော့မှနောက်ကိုကဝင်ဝင်တစ်ခုထက်ရလာပြီဆိုရင်ကျွန်တော်လိုက်တင်လေးဝယ်လို့ရတယ်ပေါ့နော်အဲပြီးရင်ကျွန်တော်တို့ကဒီဖုန်းနဲ့ပဲရိုက်ကြတာအဲမကြိုက်တော့ဘူးပေါ့နော်ကျွန်တော်ကင်မရာလေးအဆင့်မြင့်နေတယ်ဆိုရင်တော့ကျွန်တော်တော့ကင်မရာဝယ်ဖို့ကိုကျွန်တော်ဘယ်ကောင်မှမပေးပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကင်မရာဝယ်နိုင်မယ်ဆိုရင် ကျွန်တော်ကင်မာမှာတက်ကမဲ့ lens တွေလိုမဲ့ပြီးရင် battery လိုမဲ့ memory card တွေလိုမဲ့အဲပြီးတော့ camera နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုဘယ်လိုပြောရမလဲဒီမှာစကားမှာကရိကထလာအဲကရိကထပုံများတယ်ဗောနော်ဗီဒီယိုတစ်ခါခါရိုက်ဖို့ camera ဟိုတက်ကျွန်တော် lens တွေချိန် lens တွေတက်ဗောနော်ပြီးရင် memory card ဆက်အလုပ်တွေရှုပ်တယ်ဗောဗျာအဲပြောနေရတော့အလုပ်အလုပ်တွေရှုပ်လာပြီအဲ့တော့ကျွန်တော်တို့ကဗီဒီယိုတစ်ခုလုပ်ဖို့ဆိုတော့အရင်ကြာသွားလိမ့်မယ်ဆိုတော့အခုကျွန်တော်ဘာသုံးလဲဆိုတော့ကျွန်တော် Osmo Pocket 3သုံးတယ် အဲ့ဒါကြောင့်ကျွန်တော်ရှင်းတယ်လေကျွန်တော်ကိုကောက်ဖွင့်အခုကောက်ထောင်ပြီးရိုက်လိုက်ရုံပဲဒီမှာမိုက်ကလည်းပါပြီးသားအဲ့တော့မိုက်လည်းတခုတည်းသာချိန်စီရမလို့ပါဝါဖွင့်ပြီးတော့ကျွန်တော်တန်းပြလို့ရပြီအဲ့တော့ကျွန်တော်ကဒီလက်ကိုရိုက်လို့ရအောင်ကျွန်တော်စီစဉ်ထားတာအကိုကဖုန်းကနေမှတဆင့်ကျွန်တော်မြင့်ညင်နေဖုန်းနဲ့လည်းမရိုက်ချင်တော့ဘူးဆိုရင်ကိုက Osmo Pocket 3လိုဟာမျိုးဝယ်ပေါ့နော်အဲ့ဒါဆိုရင်ကိုတွေ့အလုပ်လုပ်ရတာပို့ပြီးတော့လွယ်ကူသွားလိမ့်မယ်တော်တော်များများလည်းအခု blogger တော်တော်များများလည်း Osmo Pocket 3တုံးကြတယ်ပေါ့နော်ဒါပေမဲ့ကိုက budget ရှိရဲဒါပေမဲ့ Osmo Pocket 3ဝယ်လိုက်ပြီးကျွန်တော် update ဖြတ်ဖို့အတွက်ဖုန်းကလည်း အဲတေချာမကောင်းဘူးဆိုရင်တော့ကျွန်တော်အဆင်ပြေဘူးလေ Osmo Pocket 3ရှိပဲဆိုမှကျွန်တော် edit လုပ်ဖို့ကကျွန်တော်မှလက်တော့လက်မဝင်နိုင်သေးဘူးဆိုရင်တော့ဖုန်းနဲ့ပဲ edit လုပ်ရမှာအဲအဲအကြောင်းမလို့ကျွန်တော်တို့ကအဲ Osmo Pocket 3လောက်တော့ budget ရှိရဲဒါပေမဲ့ဖုန်းကတော့မကောင်းသေးဘူးဆိုရင်တော့ကျွန်တော်ဖုန်းအရင်ဆုံးဟိုလဲပေါ့နော်ဖုန်းကောင်းကောင်းလေးတစ်ခုကို investment လုပ်လိုက်တာတော့ပိုကောင်းတယ်ပေါ့နော်ပြီးတော့မှကျွန်တော် Osmo Pocket 3တက်ကိုထပ်ပြီးတော့ဝယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ဖုန်းကကင်မရာကောင်းနေတယ်ဆိုရင်ကိုယ်ကလည်းဒီဖုန်းနဲ့အဆင်ပြေတယ်ဆိုရင်တော့ဒီ Osmo Pocket 3လို့ဘာဘာမဝယ်လဲရသေးတယ်ပေါ့နော် ့ Osmo Pocket 3ကိုဘာကြောင့်ကျွန်တော်သုံးရလဲဆိုတော့ကျွန်တော်တော့ကကြောက်လွယ်ကူတယ်အခုကျွန်တော်ဗီဒီယိုတစ်ခုရိုက်မယ်ဆိုတော့ကျွန်တော်မြင်မြန်ဆန်ရိုက်လို့ရတယ်အခုကင်မရာဖွင့်အခု record နှိပ်ကျွန်တော်ဒီမှာတန်းပြီးတော့ပြောလို့ရပြီကျွန်တော်အပြင်နေပိုင်းသွားမယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုခောက်ထည့်ပြီးတော့ alien နဲ့ထည့်ပြီးတော့ကျွန်တော်အပြင်ကိုယူသွားလို့ရတယ်